ူရူကြာကြာတုတ်ကောင်ကောင်နေရအပြေးပြိုင်ကြရတုတ်ပိုးအပြေးပြိုင်မွေမင်္ဂလာဝတန်းပေပါမြန်မာပရိသတ်ကြီးကဘာပေါ်မှာပြိုင်ပွဲမျိုးမျိုးကိုစိတ်ကူးရှိသလိုဖန်တီးကျင်းပကြပေမဲ့အမေရိကန်ပြည်ထောင်စုလော့စ်အန်ဂျလိစ်မှာကျင်းပတဲ့တုတ်ပိုးအပြေးပြိုင်ပွဲလို့ခေါ်တဲ့အစီအစဉ်ကတော့အထူးကြဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးပြိုင်ပွဲဖြစ်ပါသည်ဒီပြိုင်ပွဲဟာရိုးရိုးအားကစားပြိုင်ပွဲမဟုတ်ဘဲနဲ့မျိုးပွားချင်းဆိုင်ရာပညာပေးမှုနဲ့ပျော်ရွှင်စရာဖျော်ဖြေရေးကိုရောစပ်ထားတဲ့ထူးထူးဆန်းဆန်းအစီအစဉ်တစ်ခုဖြစ်တာကြောင့်ပြည်သူတွေရဲ့အာရုံစိုက်မှုကိုရရှိခဲ့ကြပါသည် ဒီပြိုင်ပွဲကိုအဓိကအားဖြင့်တော့မျိုးပွားမှုဆိုင်ရာကျန်းမာရေးနဲ့အသိပညာပေးအစီအစဉ်တစ်ခုအဖြစ်ဖန်တီးခဲ့တာပါ။ပြိုင်ပွဲရဲ့အဓိကရွယ်ချက်ကတော့ခလီးရဖို့ခက်ခဲနေတဲ့ဇုံတွေတွေကိုမျိုးပွားမှုဆိုင်ရာနီးပညာတွေ Fertility Technology တွေကိုမိတ်ဆက်ပေးဖို့နဲ့မျိုးအောင်မှုအတွက်တုပ်ပိုးရဲ့ခရီးလမ်းဟာဘလောက်ထိခက်ခဲကြမ်းတမ်းနေဆိုတာကိုပျော်ရွှင်စရာနီးနဲ့ပြသဖို့အတွက်ဖြစ်ပါရည်။ဒါနည်းအားဖြင့်ဒီပြိုင်ပွဲကိုမေးသက် spam လို့လည်းတချို့ကတင်စားခေါ်ဝေါ်ကြပါရည်။ ပြိုင်ပွဲကိုကျင်းပတဲ့ပုံစံကအလွန်စိတ်ဝင်စားစရာကောင်းပြီးတော့ဖျော်ပြမှုအပြည့်အဝပေးတာဖြစ်ပါလိမ့်။ပြိုင်ပွဲဝင်တွေကလူတွေမဟုတ်ပါဘူး။တကယ့်တုပ်ဘိုးအစ်စ်တွေပါ။ဘလို့မျိုးတုပ်ဘိုးအစ်စ်တွေကအပြေးပြိုင်ကြတာလဲလို့မေးရင်တော့ဒီကောင်းကောင်းလေးတွေကိုအမျိုးသားတွေကတဘာဝအတိုင်းကျမ်းမာရေးအကောင်းဆုံးပုံစံမှာထုတ်ယူကြရပါလိမ့်။ပြီးသွားရင်တော့အဲ့ဒီကောင်းကောင်းလေးတွေကိုဒရီရဲ့သက်ဆိုင်ရာကျူပလေးတွေကိုထည့်ထည့်ပြီးသွားရင်တော့တတ်မှတ်ထားတဲ့ပြေးလန်းတွေပေါ်ကိုထည့်ပြီးမိုက်ခရိုစကုပ်ကနေတဆင့်သူတို့ရဲ့ပြေးလန်းတွေကို ကြည့်ရှုစစ်ဆေးကြပြီးတော့တတ်မှတ်ထားတဲ့ပန်းနိုင်ကိုအ мян ဆုံးကူးခတ်သွားနိုင်တဲ့တုပ်ပိုးပိုင်ရှင်ကအနိုင်ရရှိတာဖြစ်ပါလိမ့်။ဒီနေရာမှာပြိုင်ပွဲဝင်ကြတဲ့ကောင်းကောင်းလေးတွေရဲ့ပိုင်ရှင်တွေဟာအိမ်တော်တဲ့အမျိုးသားတွေစီကလာရာမျိုးလေးဖြစ်တယ်လို့ဂျမ်းမတန်ဆွမ်းနဲ့ယောက်ျားလေးလူမျိုးတွေစီကလာရာမျိုးလေးရှိပါလိမ့်။ဒီလိုမျိုးဤမျိုးစုံနဲ့ရွေးချယ်ထားပြီးတော့မှနောက်ဆုံးဖိုင်နယ်အဆင့်ကိုတကယ်ဂျမ်းမတန်ဆွမ်းပြီးတော့ရေကူးကောင်းတဲ့ကောင်းတွေပဲဝင်ရောက်ရှင်ပြိုင်ခွင့်ရတာဖြစ်ပါလိမ့်။ ကြားရတာနားထဲမှာကုလူကန်လန်တော့ဖြစ်နေနိုင်မယ်ဆိုပေမဲ့ဒီဝဲချင်းပါရတဲ့ယူရဲချက်ကအပျော်ကြီးပဲတတ်တတ်မဟုတ်ဘူးဆိုတာကိုလည်းသတိမမေ့စေချင်ပါဘူးဒီပြိုင်ပွဲချင်းပါရတာကခလီမရတဲ့ဇုံတွဲတွေအတွက်အဓိကရန်ပုံငွေရလို့ရည်ရွယ်ပြီးစေယုံတစ်ခုကဦးစည်းဦးဆောင်ပြီးတော့ကျင်းပပြီးတဲ့ပြိုင်ပွဲမျိုးပဲဖြစ်ပါသည်မျိုးအောင်မှုအတွက်ကောင်းကောင်းလေးတစ်ကောင်ဟာခိုင်မာတဲ့ဦးတီချက်နဲ့လှင်မြန်တဲ့ရွေလျားမှုစွမ်းရည်ရှိဖို့လိုပါသည်ဒီပြိုင်ပွဲမှာဒီအချက်ကိုအဓိကထားပြီးတော့ သုံးလမလောက်သာရှည်လျားတဲ့လမ်းကြောင်းပေါ်မှာပထမဦးဆုံးဥနေရကိုဘသူရောက်မလဲဆိုတာရှင်းပြိုင်ကြတာပါပြီ။ဒီပြိုင်ပွဲကတခါတလေမှာကျမ်းမာရေးဆိုင်ရာအလှငွေကောက်ခံတာမျိုးတွေနဲ့တွဲဖက်ပြီးတော့အကျဉ်းပါပါသည်။ပညာပေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့အကျိုးရှိပေမဲ့ပညာပေးရှုထောင့်ကမကြည့်ဘူးဆိုရင်တော့ဒီပြိုင်ပွဲကတော်တော်လေးမျက်စိထဲမှာကြည့်လို့မကောင်းတဲ့ပြိုင်ပွဲမျိုးဖြစ်နေမှာပါ။ ဒါပေမဲ့အမေရိကန်တွေကတော့ဒီပြိုင်ပွဲဟာပျော်ရွှင်စရာစီစဉ်နေကြနေတဲ့ဆင်လူအများစုအနေနဲ့မျိုးပွားမှုဆိုင်ရာသိပ္ပံပညာနဲ့မျိုးမအောင်ခြင်းတွေရဲ့ရှုပ်ထွေးတဲ့ဖြစ်စဉ်တွေကိုပုံမနာလေသဘောပေါက်စေတယ်လို့လက်ခံယုံကြည်ကြပါသည်။ပြီးတော့ဆရာဝန်တွေမြောင်များစွာလည်းလာရောက်တက်ကြတဲ့အတွက်သားသမီးရဖို့ခက်ခဲနေတဲ့ဇုံတွေတွေအတွက်ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်နိုင်ကြပါသည်။ညီကောင်းချောင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ Los Angeles ကဒီတော့ဘိုးအပြေးပြိုင်ပွဲဟာအမေရိကန်ရဲ့ထူးခြားပြီးတော့ဒီထွင်ဖန်နေမှုရှိတဲ့ယဉ်ကျေးမှုကိုဖော်ပြနေပါသည်။ ။ဒါသမီးရရှိရေးအတွက်ဂျိုးပန်းရတဲ့ဘဝရဲ့အရေးကြီးဆုံးပြိုင်ပွဲကိုပျော်ရွှင်စရာဖျော်ဖြေမှုတစ်ခုအဖြစ်ပြောင်းလဲပြစ်ခဲ့တာကတကယ်ကိုမှထူးခြားတာပါပဲ။